ဆရာလန္ဒာသိန်းစင်မန်ဒိုစကောကိုဆိုခြင်းနဲ့ပတ်သက်တော့မှချင်ရောတခါလုံးကစိတ်တကောမိမိချိုးစီဝါကိုပြစီအောင်ဆိုပြီးမတမာသူတွေလုံးချင်ဖန်တီးထားတဲ့ချင်းနေမျိုးကိုနေနိုင်ဖို့ဟာခက်လာပါတယ် ခြေအနေမျိုးမှာစကားဆိုဖို့ကံမာပါပဲအပြစ်မရှိဘဲအပြစ်ရှာအကြောင်းမရှိဘဲနဲ့အကြောင်းရှာပြီးကိုယ့်ကိုဖြစ်စည်းဖို့ကြိုးစားနေတယ်မျိုးစကားဆိုရမှာတိတ်ကိုခပ်ပါလိမ့်မယ်တခါရောလားစိတ်ကောအဖော်ရင်းနဲ့꿰ပြီးချင်ခဲ့ပါတယ်အဖော်ရင်းတော့လိုက်မယ်လေလုံရောသူရှင်မှာ ကြားတကသူ့ကိုစာဖို့စောင့်နေတွေ့လိုက်ရစိတ်ဟာချောင်းပိတ်မိနေတော့ပြန်လှည့်ပြီးပြို့တတ်နိုင်ဖြစ်နေတယ်ချစ်တကိုတတရရတောင်းမဲ့စကားဆိုရင်တဲ့ဘေးကလွတ်နေမလားလို့စိတ်ကတွေးပြီးဝီဝီကျွန်တော်အမေကနေကောင်းရလား ကျမ်းမာရလားလို့မေးလိုက်ပါသေးတယ်။ကျွန်တော်အမေကဦးကြီးကိုအင်တန်ကျမ်းမာချမ်းသာစွာနဲ့ရှိနေတာကိုမြင်ခဲ့သေးပါ။ကိုရဲ့ကျမ်းမာခြင်းစိတ်ရဲ့ချမ်းသာခြင်းနဲ့ပြည့်စုံတာကိုမြင်ခြင်းပါလေလို့ဆိုရင်ဒီလိုဆိုတဲ့စကားကိုကြားရတဲ့အခါမှာစိတ်ကအင်းဒီစိတ်ကငါ့ကိုဦးကြီးကငါ့ကိုချစ်တဲ့ပြီးလှည့်စားနေပြီ။ဒီလိုတွေးပြီးတော့ ဘာခုမှငါ့ကိုဝီးနေငါအမိကိုစောစောကနင်းတက်နေသွားတယ်ဘလောက်ငါမှခံလိုက်ရတယ်မှန်တယ်ခုမှငါ့ကိုဝီးပါညာနဲ့မျက်နှာချိုသွေးမနေနဲ့ဒေဗီဒါမတ်လို့ချက်တက်ကစိတ်ကိုတတ်မဲ့ပြချစကားဆိုဒီလိုပြချစကားဆိုလိုက်တော့စိတ်ကဝီးဝီးဒီလိုမပြောပါနဲ့ဝီးကရှေ့ဘက်ကိုမျက်နှာပြုတ်ပြီးနေတယ်ကျွန်တော်ကဝီးရှေ့ကလာတာ ျွန်တော်ဘလို့လုတ်ပြီးဦးရင်မီကိုနင်းမိမှာတယ်အဲ့လိုလည်းပြောတော့ချက်တက်ကဟဲ့စိတ်နင်းမသိဘူးလားဆိုရလိုက်တာငါအမီးရှည်ကြောင်နင်းမသိသေးပဲကိုသမှုရရလဲတောင်ရီစီကိုသမှုရရရစီကိုရောမအမီးကရောက်တယ်အဲ့လောက်ကိုရှည်တယ်ဒီတော့နင်းဘယ်ကလာလာငါမီးကိုနင်းမိမှာ ေဟာမဟုတ်တာတွေကိုတမင်လုံးချက်ပြီးပြောနေပြီ။ငါလည်းမဟုတ်တာပြောမှပဲလို့တွေးပြီးစိတ်က။ဦးကြီးချက်တဲ့ရဲ့အမိကသိရှိတယ်ဆိုတာကိုကျွန်တော်အဖေမေတို့ပြောတာကြားဘူးပါလေ။ဒါကြောင့်ကျွန်တော်ဟာဒီနေရာကိုချက်တဲ့အမိကလို့ကောင်းကင်ကနေလာခဲ့တာပါလို့ပြောတယ်။ဒီလိုပြောတော့လေအဖြစ်ကပဲလုံးလေ။တမင်ပြရှာတယ်ချက်တဲ့ဆိုတော့ဩဒါကြောင့် ။နေကောင်းကင်ကနေလာတာကိုမြင်တော့ငါစားရမယ့်သားကောင်တွေလက်ဖြတ်ပြီးထွက်ပြေးကုန်တယ်။တကယ်တော့နေဟာငါအစာကိုဖျက်ဆီးသူပဲလို့ပြောပြီးစိတ်ကိုဖမ်းတယ်။စိတ်ကအသက်ရှင်တာပြေးသွားလို့တောင်းပန်ညီကျန်းနေစမှာပဲ။ကျသေးကစိတ်ရဲ့လေကုတ်ကိုကိုက်သက်ဝါစာတယ်။တမင်အပြစ်ရှာနေတဲ့သူကိုဘယ်လိုစကားမျိုးပဲပြောပြောအပြစ်လွတ်အောင် ါပေမဲ့အခုလိုစစ်တဲ့နဲ့ရင်ဆိုင်တိုးခဲ့ဘူးတဲ့တခါလုံးစိတ်တကောင်ကတော့စစ်တဲ့ကိုအခုစိတ်ကိုစကားအမျိုးမျိုးပြောနေတောင်းမှန်တိုးရှိုးစကားမျိုးတွေဆိုနေဘာလို့တလဲဆိုတော့သူ့မှာရှိတဲ့ခေါင်းအားကိုအကုန်လုံးအသုံးချပြီးလေးလိုမြန်တဲ့အလင်းနဲ့သူ့ရှိကစစ်တဲ့ရဲ့ ရင်ပွင့်ပြီးတေလောက်အောင်ဥကျုံနဲ့ပြေးပြီးတိုက်ပစ်လိုက်တယ်ဒီနေ့အဖြစ်အဲ့ဒီစိတ်ဟာချက်တည့်ရဲ့ဝါမျိုးချင်းမှလွတ်ခဲ့မှုတွေတမင်အပြစ်ရှာနေသူကိုကျိုးကြောင်းတွေပြောပြပြီးပြောနေတဲ့အချင်းကြီးပါပဲဘယ်လောက်အထာကူရကြတယ်ဝေါ်ရီယာတွေကိုပြောနေတဲ့အချင်းကြီးလည်းကားတယ် ဘယ်တော့ကောင်းတဲ့အကျိုးရှိတဲ့စကားကိုပဲဆိုနေနေအချင်းကြီးပဲဖြစ်ပါလိမ့်မယ်အပြစ်ရှာသူကစကားကောင်းလို့နှစ်သက်တာမှမဟုတ်ဘူးပြမတဲ့ပြစ်ရှာတတ်တဲ့သူနဲ့တွေ့အဲ့ဒီသူမျိုးကိုစကားဆုံးနေခြင်းဟာအချင်းကြီးလည်းကအပူပဲဖြစ်ပါလိမ့်မယ်ဒီတော့အဲ့ဒီမျိုးကိုရှာဖို့ပယ်ရှာဖို့အတွက်လုံလထုတ်တဲ့မှုကို ပြုခြင်းသာအသိဉာဏ်တော်ဆုံးဖြစ်ပါလေ။အဲ့ဒီလူမျိုးလက်ကလွတ်ဖို့နီးလန်းရှာပြီးလွတ်အောင်ချိုးဖန်းခြင်းဒီလားအကောင်းဆုံးဖြစ်ပါလေ။လူဟာအထက်ကပြောပြခဲ့တဲ့သူတွေတို့အချိန်လေးမျိုးမျိုးမှာကြရရတက်ဖြစ်ပါလေ။အချိန်လေးမျိုးမျိုးကိုရေဆိုင်ရတက်တက်ဖြစ်ပါလေ။မိမိကြရောက်နေတဲ့အချိန်လေးမျိုးမျိုးမှာ ပြောတဲ့လို့ပြောရတာမျိုးလည်းရှိတယ်။မပြောတဲ့လို့မပြောဘဲနေရတာမျိုးလည်းရှိတယ်။စိတ်စိတ်နေထောင်တန်ဆိုတဲ့စကားအတိုင်းမပြောဘဲနေလို့ရတာမျိုးမွေးတယ်ပြောပြောနည်းနည်းလို့ပဲပြောပြောအပြစ်မလွတ်အောင်အကြောင်းတမင်ရှာပြီးသက်သာဖို့ရည်ရွယ်ချက်နဲ့ဒဆဟအနန်းခိုင်တဲ့ရှင်သိ ကိုနာစင်းနေလို့ဘာအလမ်းမှမရပါဘူးလို့ယုံပညာရှိကခင်မြင်ချက်တစုံတရာမဆိုတော့ပဲခက်အေးအေးထွက်သွားနိုင်တာပြောနိုင်သေးပါဘူးလို့ပြောပြီးရှောင်သွားနိုင်လားမျိုး ရှိနိုင်ပေမဲ့တစ်ခါတစ်ခါမှမပြောဘဲဘလို့မှနေလို့ကိုမရတာလို့လည်းရှိတတ်ပါတယ်ဒီအခါမှာ တစ်မျိုးတစ်ပုံပြောရတာမျိုးလည်းရှိပါတယ်။ဘာမှပြောမနေပဲလုံးတဲ့လုံးထိုက်တာကိုလုံးရတာမျိုးလည်းရှိတတ်တာပါပဲ။စကားပြောဆိုဖို့ဟာလွယ်မလို့နဲ့ခက်လာပါလေ။အခြေအနေမျိုးမျိုးကိုတုံးသက်ရှုမြင်နိုင်တဲ့အစွမ်းသက်တည်ဒီမှာအထူးလိုအပ်ပါပါလေ။ ခြေအနေတွေကိုပုံကတ်တဖို့လိုအပ်ပါလိမ့်မယ်။ကျေးဇူးတော်ပါဆရာနာတဲ့ငယ်။မန်ဒိုစကားကိုဆိုရင်လည်းပတ်သက်တော့မချင်ပါဆောင်းပါ။ခါရုံကစိတ်တကာစာပြန်လာ60ကျေးဇူးတော်ပါ